။ Wolf ကို၃ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲစဉ်အပြီးဖြစ်မိတဲ့ Chelsea fan တယောက်ရဲ့စိတ်ခံစားချက်မင်္ဂလာပါဗျကိုခိုင်းရေးချယ်စီ TV ကနေအပြောင်းညောင်များအားလုံးကိုကြိုဆိုပါရစေ။ဘောလုံးပရိသတ်ဆိုတော့ဒီတိုင်းပဲပျော်စရာကောင်းတဲ့နေ့ရှိမယ်။ဝမ်းသာစရာကောင်းတဲ့နေ့ရှိမယ်။စိတ်ညစ်စရာစိတ်ပြတ်စရာဝမ်းနည်းစရာကောင်းတဲ့နေ့ရှိမယ်မျိုးစုံပေါ့လေ။ဒါကိုယ့်အသိပေါ်မှာချစ်တဲ့စိတ်ကြောင့်ဖြစ်ပေါ်လာတဲ့စိတ်ခံစားချက်တွေပါ။ဆိုတော့ကျွန်တော် ချက်ကြီးပွဲမှန်တယ်မြားတပွဲမှမလို့ပဲစောင့်ကြည့်ဖြစ်တယ်အော်တပွဲတော့လွတ်သွားတယ်အဲ EFL ကဟူးဖ်နဲ့ကန်နဲ့ပွဲတော့လွတ်တယ်ဒါမှမဟုတ်လေကျွန်တော်ဘယ်ပွဲမှအလူမကြခဲ့ဘူးအဲ့ဒီ EFL ကမှလည်းဂိုးတွေပြန်ပေးခဲ့ရတယ်တိုးတော့ဒီပွဲတင်ကတော့ကျွန်တော်တို့အတွက်ပေးကိုလည်းမရှိခဲ့ဘူးတွင်းကိုကလည်း၃ငိုးတောင်ရတယ်ကင်းကနေအချက်လက်ကြည့်ရင်လည်းအားရကျင်းတဲ့စီကကောင်းတယ်လို့ခြေစွမ်းပိုင်းအားကြည့်ရင်လည်းဒုတိယအိမ်မှာကစားသွားတဲ့ခြေစွမ်းက တော်တော်လေးမိုက်ခဲ့တယ်ဗျာတကယ်ရင်ဘတ် CTB အားပေးရမယ့်အကွက်မျိုးကြီးအရှမ်းအားရခြင်းနဲ့တယ်အပုံစံတိုင်းပဲနောက်ပွဲတွေကစားဖို့လိုတယ်ကျွန်တော်တို့ဒီပွဲအနိုင်ရရှိမှုကြောင့်အားဖြစ်စေရဗျာပြီးရင်ဘယ်လီနဲ့တွေ့ရမယ်ဘယ်လီကိုနိုင်အောင်ခံမယ်နောက်ဘာစလိုနာနဲ့တွေ့ရမယ်ဒီနေ့ဘောလုံးရသည်ဘာစလိုနာအဲ့လောက်မဟုတ်ဘူးထင်တယ်လောက်မကောင်းဘောနော်အဲ့တော့ကျွန်တော်တို့တွေပွဲချက်ကာလတွေမှာရင်ဆိုင်ဖို့အတွက်အကောင်းဆုံးခွန်အားရသွားခဲ့တယ်နောက်ဒီပွဲစီမှာကျွန်တော်မြင်မိတာလေး ကစားသမားတယောက်နဲ့တယောက်ကြားတွေကအောင်ပွဲခံတဲ့ပုံစံမျိုးလေးတွေကိုပေါ့ချင်းချောက်မှုလုပ်တဲ့အပိုင်းပဲဖြစ်ဖြစ်ကိုပေါ့ရှင်းထုံမှုလုပ်တဲ့အပိုင်းပဲဖြစ်ဖြစ်တူနဲ့တူနားလေဖေးမာတဲ့အပိုင်းလေးကိုမြင်ရတယ်တတော်သဘောကျတယ်ကျွန်တော်ပထမတွင်ကိုနှစ်ကူမှာခန္ဓာချိုးကနည်းနည်းလေးဘေးရောက်နေတာကိုမြင်တော့အစိုးရစိတ်ဖြစ်သွားသေးတယ်ပေါ့နော်ခန္ဓာချိုးတယောက်တည်းပဲချက်စည်းသေးမှနေနေရတာလားသူ့ရဲ့နိုင်ငံတူအသင်းပေါ်တွေနဲ့ပဲပေါင်းနေရတာလားစတဲ့အတွေးတွေဝင်တာပေါ့ဗျာတကယ်တည်းလေဖြစ်တော့ဖြစ်နိုင်တယ်ဗျခန္ဓာချိုးက အာဂျင်တိုင်းသားလည်းဖြစ်တယ်ချယ်ဆီကိုဒီနှစ်ဘောလုံးရသည်မှလည်းပြောင်းလာတဲ့အခါနိုင်ငံတူကစားသမားတွေနဲ့ပဲသူဘယ်လိုပြောမလဲ relation ရှိကောင်းရှိနိုင်တယ်ဗျာအဲ့တော့ကျပထမဂိုးတွေမှာဆိုရင်ကနာချူနည်းနည်းတိတ်ပြီးတော့အောင်ပွဲခံမှုတွေမပါဝင်မပတ်သက်ဘူးတိုးတော့ကျွန်တော်နည်းနည်းဟိုတပြင်းချသွားတာပက်ထရိုနက်တို့တွင်းပြီးတဲ့အချိန်မှာအောင်ပွဲခံတယ်အောင်ပွဲခံဘူးနက်တူကတတ်တက်ကြီးကိုပြန်ပြေးလာပြီးတော့ကနာချူနဲ့အောင်ပွဲခံသွားတာတကယ်တော့လည်းမပြေးလို့မရဘူးကနာချူကလက်ကိုအဲ့လိုလှုပ်ထားပြီးသွားပြီဗျာ तू ကသူ့ဘာလို့အောင်ပွဲခံသွားရဲ့ ဒါကြီးကနာချူအတွက်မကောင်းဘူးဗျာသိရမလားဒါပေမဲ့နတူကတေချာတိတဲ့အတွက်ကြောင့်ဒီ United ကစားသမားပေါ်လာတဲ့ Chelsea ကိုဂိုးသွင်းပြီးအောင်ပွဲခံခဲ့တဲ့ sign ဘုတ်ပေါ်မှာတက်ပြီး Pedro Neto နဲ့တူတူအောင်ပွဲခံသွားတယ်ပါးကိုအဝါးလေးတောင်ပြီးသွားသေးတယ်ဟဲ့အဲ့တော့ကစားသမားတယောက်နဲ့တယောက်ကြားထဲမှာအဲ့လိုချစ်စပွဲကောင်းတဲ့အပြုတ်မှုလေးတွေကိုမကြိုက်တဲ့ပြိတ္တဆိုတာကတော့ရှိမယ်မထင်ဘူးကနာချူနောက်ပိုင်း ပွဲစဉ်တွေမှာအခုထပ်ပို့ပြီးတော့တချို့ကစားသမားတွေနဲ့အဲ့လို relation ပိုင်းကကောင်းဖို့ကျွန်တော်မျှော်လင့်ပါတယ်အထူးသဖြင့် Brazil ကစားသမားတွေပေါ့လေ Brazil တို့ Argentina တို့ဆိုတာသူတို့ Latin America မှာအများအားလို့လို့ပြန်ဆိုင်မှုပြင်းထန်တဲ့အခါကျတော့တခုခုဖြစ်မှာကျွန်တော်စိုးရိမ်နေအတွက်ကြောင့်ပါဒါမဲ့လည်းဘာပြဿနာမှတော့မရှိခဲ့ဘူး JP ကိုလည်း Alejandro Garnacho က celebrate လုပ်တဲ့ပုံစံမျိုးလေးတွေမြင်ခဲ့ရပါတယ် Okay ကျွန်တော် now ဟိုပြောရရရှိခဲ့တဲ့အချက်တွေကကိုပါမှာလာကြည့်တဲ့အပိုင်းလေးကိုတော့ကျွန်တော်ဟိုနည်းနည်းစိတ်ထဲမှာ ်သဘောတော့ကြတယ်အရှင်တို့ကတော့ပါမားကိုကျွန်တော်မမြင်ဘူးလေပါမားလေးမင်းပြန်လာမလားဆိုတော့စိတ်ခံစားချက်လေးတော့ရတယ်ဗျတကယ်ပွဲချက်ကာလတွေမှာကိုပါမားနံပါတ်10နေရာကိုရောက်သွားရင်ကျွန်တော်ပို့ပြီးတော့မိုက်လိမ့်မယ်အလီယန်ဒီလက်အတွက်လည်းအချိန်ပေးလို့ရမယ် JP လည်းနံပါတ်10မဟုတ်ဘဲနဲ့သူ့နေရာသူဝင်ကစားနိုင်မယ်ဒါကချက်စီပရိသတ်တိုင်းမျောလင်းတဲ့အချက်တစ်ချက်ပဲအဲ့တော့ပါမားနံပါတ်10နေရာမှာဝင်ကစားပေးနိုင်ပြီဆိုရင်ချက်နဲ့အပိုင်းတွေအားလုံးရှင်းသွားပြီတိတ်ပြီးတော့ကျွန်တော်တို့စိုးရိမ်နေစရာအကြောင်းမရှိတော့ဘူးအဓိကပြဿနာက ကျွန်တော်တို့နောက်ခံကစားသမားတယောက်လိုအပ်နေတယ်ဆိုတာမှန်ပေမဲ့အခုနောက်ပိုင်းမှာဂိုးတွေပါမသွင်းနိုင်တော့နောက်ခံကစားသမားလည်းလိုတယ်ဒီတိုက်စိတ်ကစားသမားလည်းလိုတယ်ဆိုတဲ့ပုံစံမျိုးဖြစ်နေတယ်ဒီလိုလိုလို့မရဘူးလေအဓိကဖြည့်ရှင်းပေးမယ်ကစားသမားတယောက်ကိုဒါအရှိတ်အောင်လေးကျွန်တော်တို့မြင်လိုက်ရခြင်းကနောက်ပွဲစဉ်တွေအတွက်ပြိတ်သက်တွေကတော့အားရှိသွားစေမှာအသေးစားပဲဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်ညီကိုတွေကိုမိတ်ဆက်ပေးချင်တာလေးတခုရှိပါတယ်ခင်ဗျာဘောလုံးပွဲကစားချင်တယ်ဆိုရင်စီနီယာတောချက်စီမှာအိုင်မတ်ခွန်ရှိကို၅၃လုံးမေးစ်မောင်း၅၆တို့ကို မန်မာတေယူနစ်ဖြစ်အပူစုရေးနဲ့ယုံကြည်သွားကစားလို့ရတဲ့အသေးသေးသိချင်တယ်ဆိုရင်တော့ဗပနမတ်39 893180မှာဆက်သွယ်ဆုံးသံမေးမြန်းလို့ရပါတယ်ခင်ဗျာထရော့အရေးကြီးဆုံးအချက်ကဘရိုတတိထားမိလားမသိဘူးကျွန်တော်တို့ ဘန်ဖီကာကိုရှုံးနေပြီးနောက်ပိုင်းမှာတိတ်ရှုံးဘွဲမကြုံတွေ့တော့တပွဲပဲရှုံးခဲ့တယ်။အဲ့ဒီရှုံးဘွဲကဆန်ဒလန်ကိုရှုံးတာ။အဲ့တော့ကြောင့်ကျွန်တော်အမြဲတမ်းလိုလိုပြောတယ်။တပွဲရှုံးရှုံးသလောက်ကျွန်တော်တို့နစ်နာတယ်။ဟာ bro တပွဲလေးရှုံးတာဘာဖြစ်လဲ။နောက်ပွဲတွေလာမှာပေါ့။အဲ့လိုမဟုတ်ဘူး။ကျွန်တော်တို့ဒါအဲ့ဒီဆန်ဒလန်ဘွဲကိုမရှုံးခဲ့ဘူးဆိုရင် bro စဉ်းစားကြည့်လိုက်။ကျွန်တော်ချက်သီးတင်းဒီဘန်ဖီကာကိုနိုင်ပြီးတဲ့နောက်ပိုင်းရှုံးဘွဲမရှိတဲ့အသင်ဖြစ်လာလိမ့်မယ်။အဲ့တော့ဘန်ဖီကာကိုကန်ခဲ့တဲ့ပွဲတွေကစက်တင်ဘာလ30အော်တိုဘာလ1လလုံးရှုံးဘွဲမရှိဘူးဆိုတော့ကစားသမားတွေရဲ့စိတ်ခံစားချက်ကဘလောက်ကောင်းမလဲ။အဲ့တော့ကျွန်တော်ကတော့ ဲ့ဒီရှုံးပွဲကိုအရန်နှမြောရရင်ထုမနာဖြစ်တယ်ဆိုတာအဲ့ဒါကြောင့်ဟာကိုကန့်ချယ်စီကိုအားမလို့အားမရပဲဖြစ်တယ်လို့မပြောနဲ့အဲ့လိုမဟုတ်ဘူးတကယ်တမ်းဖြစ်တဲ့ဖြစ်တိုက်တဲ့အခြေအနေကိုဖြစ်စေချင်တာကောင်းတဲ့အသင်းတွေကိုရှုံးသွားလို့ပြဿနာမရှိဘူးပေါ့နော်ကဲတော့ပါအဲ့တော့ဒီပွဲတင်မှာကတော့ကစားသမားအားလုံးဒီပါခြေသွမ်းပြခဲ့တယ်လီယန်ဒီလပ်ကလွဲရင်ကျန်တဲ့သူတွေဘာပြမပြောစရာမလိုဘူးဒီလက်ကလည်းအခုမှအတင်းနဲ့ပြန်လဲပူပေါင်းထားတဲ့ဒုတိယဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်နားလေလက်ခံပေးလို့ရတယ်။ဒီဟန်ချက်လေးကိုရှစ်လျှောက် လမ်းကြောင်းမှန်လေးပေါ်မှာဟန်ချက်ညီညီလေးရှောက်လန်းနိုင်မယ်ဆိုရင်ကျွန်တော်တို့အတွက်မျောလင်းလို့ကောင်းတဲ့ဘောလုံးရသည်လေးတရားသည်ပြန်ပြီးတော့ဖြစ်လာလိမ့်မယ်ဗျာအဘောလုံးလောကဆိုတာလည်းအတိုင်းပဲအနေအမြင့်အတက်ကြတော့အများတန်းလို့လို့ရှိတယ်ကျွန်တော်တို့ကဒီအချိန်မှာဟူးကိုပြည့်စုံတဲ့နိုင်ပွဲတပွဲဖော်ဆောင်နိုင်ခဲ့တဲ့အတွက်ဒီလိုမျောလင်းချက်တွေရှိပြီမယ်ဂျားထဲမှာကကြိုးကကြောင်ဖြစ်ပြီးလမ်းချော်သွားခဲ့ရင်လည်းစိတ်ပြအောင်မှာတော့တည်ကြတယ်အဲ့တော့ကြောင့်နိုင်ရင်တော့ကျွန်တော်တို့ဝမ်းတာလိုက်မယ်အရှုံးရင်လည်းပြောလိုက်ဆဲလိုက်မယ် ဒါပါပဲအဲ့တော့ဘလုံးပွဲအားပေးတယ်ဆိုတာကိုယ့်အသင်းပေါ်မှာချစ်တဲ့စိတ်တစ်ခုတည်းနဲ့အားပေးကြတာဖြစ်ပါတယ်ချစ်တဲ့စိတ်ခံစားကြရတော့လူတူတယောက်ချင်းစီရဲ့ပင်ကိုအချင်းစီရိုက်ပေါ်မူတည်ပြီးကွဲလွဲသွားမှုလေးတော့ရှိပါတယ်ဘာဖြစ်ဖြစ်ဒီပွဲအနိုင်ရရှိမှုတော့ကျွန်တော်တော်တော်လေးကျေနပ်တယ် Famous!